အားလုံးပဲမင်္ဂလာပါဗျာခေါင်းဆက်တဲ့ဒါရမပြန်လဲကြိုးစားလိုက်ပါတယ်ခင်ဗျာအခုဒီစပေးမယ်ရုံသားဗီဒီယိုဖိုင်လေးတော့ပြည်သူတွေကိုကြိုတင်ပြင်ဆင်ထားဖို့အတိပေးလာတဲ့မျိုးသားတို့ရဲ့ရုံသားဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာအဲ့ဒီမျိုးသားကပြည်သူတွေကိုဘယ်လိုတွေပြင်ဆင်ထားဖို့အတိပေးလာသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာလုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းဆက်တဲ့ဒါရမအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ြည်သူတွေကိုကြိုတင်ပြီးပြင်ဆင်ထားရအောင်လို့ကျွန်တော်အတိပေးထားခြင်းနဲ့ပေါ့နော်ဒီနေ့ရစပြီးတော့ကြိုတင်ပြီးတော့ဒါကိုဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာငတ်မွန်ခေါင်းပါဆိုင်ပြီးတော့လူတွေငတ်သေးလာနိုင်တယ်ပေါ့နော်နိုင်တာမဟုတ်ဘူးတကယ်ဖြစ်ကိုလာမှာနော်စစ်ကကြအောင်မှာနောက်ထပ်နှစ်ပေါင်းများစွာကြာမှာပြီးအရှင်းရှင်းမွန်မွန်လင်းလင်းပြောရလို့ရှိရင်ကဘာတီတွေမြန်မာတီတွေမငြိမ်းချမ်းဘူးကျွန်တော်တို့နိုင်ငံချိန်တာတင်နေတဲ့နိုင်ငံခင်ဗျားတို့ကျွန်တော်ပြောရင်ယုံကြည်မှယုံမှာကျွန်တော်ပြောတာမျိုးစောင့်ကြည့်လို့ရတယ်ဟုတ်ပြီနော်ဘယင်ခေတ်ဆက်ဆက်ကျွန်တော်တို့ နိုင်ငံစပြီးကြတဲ့တိုင်နေရတယ်ဟုတ်လားနော်အခုနောက်ပိုင်းဆိုလို့ရှင်တကားဘူချုံအောင်ဆန်တို့ခက်တကားပြန်ပြီးတိုင်နေရတယ်ဂျပန်နဲ့အင်္ဂလိပ်စစ်တွေကိုဟုတ်လားအခုအဲ့အပြီးတော့နောက်ပိတ်ဆုံးပြည်တွင်းစစ်ဆိုပြီးမှပြန်တိုင်နေရတကားခုနောက်ထပ်အာနာသိမ့်မှခုတကားပြန်တိုင်နေရတယ်နံပါတ်၁ချက်ကျွန်တော်ကဘာလို့ဒီလိုပြောတာလဲဆိုလို့ရှင်တော်လန်ရဲ့အာနယ်ချက်တွေကိုကျွန်တော်ထောက်ပြချင်တယ်သုံးသပ်ပြချင်တယ်နံပါတ်၁ချက်ဖဲရဒီမိုကရေစီကိုတွားမယ်လို့ဘယ်ကောင်းဆောင်မှမပြောတော့လိုင်းရင်မှအဲ့အောင်မှကြောက်နေလို့နံပါတ်2ချက် တရုတ်ကိုတော်လန်နဲ့တည်ရဲလောက်ရတဲ့လက်နက်ကိုင်ဘယ်သူမှမရှိဘူးနော်ဟုတ်လားကျွန်တော်ပြောတာမရှိဘူးပြီးရင်ဒီဖြည်းဖြည်းဖြည်းပို့ဆိုးလာပြီးဘာတွေဖြစ်လာမလဲကျွန်တော်တို့အချင်းချင်းတပ်ဖြတ်မှုတွေဖြစ်လာမယ်အခုလက်ဖြစ်လာနေပြီပဲငါးနဲ့တော်တယ်မှကြည့်နော်နောက်တော်လန်ချင်းနေဟိုကရောက်ကစားတွေဖြစ်ပြီးဟုတ်လားနော်တယောက်တယောက်နဲ့ဒါမျိုးတွေဖြစ်လာခက်စိတ်တခုဆိုပို့ပို့ပြီးဖြစ်လာပြီဟုတ်လားနော်အဲ့ဒါနဲ့နောက်ပိုင်းဆိုရင်အခုပလောင်နေဆိုရင်ဟုတ်လားတိမ့်လိုက်တယ်တိမ့်ပြီးရောမြို့တွေကိုသူတို့ပဲတိတ်ပိုက်လိုက်တယ်နော်မောင်းထုတ်ကုတကာ ဘယ်လောက်မရောက်နိုင်လဲပေါင်ပြီးဒါမျိုးစော်မှလို့လို့ပါလို့လို့နော်တော်လိုင်းဖွဲ့တွေကပြောမယ်ဆိုလို့ရှင်ကြာလာလို့ရှင်ကိုအချင်းချင်းပဲစော်တော့မှာပြောမယ်ဆိုလို့ရှင်နော်ခုလဲစော်နေတာပဲကိုအချင်းချင်းဆိုရင်ကြည်နေစော်မယ်ဖမ်းမယ်ပြုတ်မယ်ကွာမယ်ဟုတ်လားနော်ဟုတ်လားဟုတ်ပြီကျွန်တော်စဉ်းစားရပေါ့နော်ဘာလို့ဖဲရဒီမိုကရေစီကိုတွားမယ်လို့မပြောကြတာလဲပေါ့အဲ့အချက်ကပဲကျွန်တော်တို့တော်လိုင်းရဲ့ကြာချုံခြင်းပဲနော်ပြောလို့ပြောရမှာဟုတ်တကယ်ပြောတာ ဲ့တော့ကျွန်တော်ရဲရဲပြောလိုက်မယ်ကျွန်တော်တို့ခုမဲအောင်လိုင်းခုကြာရှုံးပါပြီတဲ့ထားလိုက်ပါအောင်တော့ဘာဘာဆက်လုံးပါလဲကျွန်တော်တို့ချင်းချင်းပြန်တိုက်ရမှာပဲမဲအောင်လိုင်းကြီးရှိနေတာတောင်မှကျွန်တော်တို့ဟိုရခိုင်နဲ့ချင်းနဲ့တိုက်တယ်ပလောင်တွေကမောင်းထုတ်တယ်ခုပလောင်တွေကပြန်တိုက်ရမယ့်အနေထားဖြစ်လာပြန်တယ်ဟုတ်လားနော်ဟုတ်လားကျွန်တော်ပြောတာအချာအတိုင်းသားတွေကိုလည်းကိုယ်ချင်းချင်းဗမာဆိုလည်းဗမာချင်းချင်းပြစ်တာနဲ့ဖမ်းတာနဲ့ငားနဲ့မြင်မဝင်ရနဲ့ဟာ သူတို့ဘာကြီးတွေလဲအာနာရှင်တော်လန်တာဟုတ်လားနော်အဲ့ချက်တည်းကပြည်သူတွေကိုစိတ်တက်ကြနေတဲ့ဟာတွေနော်ပြည်သူတွေလည်းဘလောက်တောင်းခံနိုင်မှာတော့ဟမ်ဖြည်းဖြည်းဖြည်းစင်းရဲ့ငတ်သေးလာပြီဆိုမှတော့ဘလို့တော်လန်ကိုထောက်ပံ့နိုင်မှာဘလို့ support လုပ်ပေးနိုင်မှာတော့ဟမ်အဲ့ဟာသူတို့ကလည်းဒီလက်နက်ကင်ကောင်းကောင်းကိုကိုကိုအထင်လေးစွတ်ကြည့်ပြီးတော့နော်ဟိုဘာတွေလုပ်နိုင်မှလည်းမသိဘူးပေါ့နော်ကျွန်တော်တို့ကလေတော်လိုင်းအောင်ဘယ်လိုလှုပ်ဆောင်အောင်မယ်ဆိုတဲ့အချက်တွေလည်းမြန်မြန် speak out လုပ်နေတယ်ကျွန်တော်တို့တော်လိုင်းအောင်ချင်တော်လိုင်းဘတ်တော်သားတွေကလည်း မင်းအွန်လိုင်းကြီးသွားပြီးမှကျွန်တော်တို့ speak out သွားလုပ်ပြီးအမင်းအွန်လိုင်းမကောင်းကြောင်းနဲ့ကြီးထိုင်တိုင်းနေနေပြောနေလို့ကျွန်တော်တို့ကမကြဘူးเนาะမင်းအွန်လိုင်းပြောနေတာဆိုတာထက်ကျွန်တော်တို့ဘာလုပ်နေလဲပြောတာပို့ပြီးကောင်းတယ်အခုလိုမျိုးပေါ့ကျွန်တော်ပြောနေတယ်ဘာလုပ်နေလဲ Federal Democracy သွားတဲ့နဲ့ကောင်းကောင်းနဲ့ပြောကွာเนาะ NUG ရဲ့ number 1နဲ့ရဲရဲဝန်နဲ့ရဲရဲဝန်ပြောစမ်းမှငါတို့အလုံးကြင်ညာလိုက်ကွာเนาะ Federal Democracy သွားကြမယ်မဖြစ်နေဘူးသွားကြမယ်လုပ်နေလုပ်လိုက်တဲ့ဟာကိုလည်းပြက်ပြက်သားသားလုပ်နေတယ်လေမလုပ်ဘူးမလုပ်နဲ့အကောင်ဆောင်တွေဖျောက်ထားလိုက်ဖယ်လိုက်เนาะ ဘယ်သူကဘယ်သူဘယ်သူကိုတော့ဖြုတ်ဖယ်သင့်နေနော်ဟုတ်လားအလုံးကတော်လိုင်းဘက်တော့သားတယ်ဝိုင်းပြီးတော့ဘယ်သူကိုဘယ်ကောင်းမအောင်လည်းမကြိုက်ဘူးဖြုတ်သင့်ပြီးဆင်းပေပါပြောသင့်ပြီဟုတ်လားနော်ပြောသင့်ပြီတဲ့ဟုတ်ပြီ AA ကိုပြောလိုက်နော် KIA ကိုပြောလိုက်နော် KNU ကိုပြောလိုက်ဟုတ်လားအော်မလည်းဒီလေးဘွယ်ပဲရှိတယ် NUG ရယ် AA ရယ် KI ရယ် NU ဟို KNU ရယ်ဒါပဲရှိတာလေကျွန်တော်တို့မှလည်းဟုတ်လားဒီလေးဘွယ်ရှိတာတော့ကျွန်တော်တို့မစည်းလုံးနိုင်ဘူးဟမ်ဟုတ်လားဒါအထက်ကမိန်းကိုကျွန်တော်ရွေးချယ်ပြီးတော့ပြောတာပါ เนาะအဲ့လိုခေါင်းဆောင်၄ယောက်လောက်ကနေပြီးတော့ Federal Democracy တွားမယ်ဆိုရင်အောက်ကဟာတွေကဘာမှမဟုတ်သူ့လိုလိုပါလာမှာเนาะလိုက်လာမှာပဲအဓိကခေါင်းဆောင်ပဲယထာကောင်ဘဲသွားတော့နောက်ကတွဲခေါင်းသွားရပတ်လိုက်ကတ်လိုက်နေမှာပဲဟုတ်လားဒါကြောင့်မို့လို့เนาะဟို Federal Democracy တွားဖို့လိုပြီမတွားဘူးသူဒီတိုင်းတိုင်းရစ်တိရစ်တိငားရစ်တိခုငတ်တယ်ခင်ဗျားတို့ငတ်တယ်မှပြည်သူတွေပေါ်သေးမှန်တော်လိုင်းသွားမင်းအောင်လိုင်းကြီးမရှိလဲကျွန်တော်တို့ကကျွန်တော်တို့ဘယ်ကောင်းဘယ်တိုက်နေအောင်မယုံမရှိနဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးเนาะအဲ့လိုပြောရင်ကျွန်တော်ဟို အာကျွန်တော်ထင်တာမထင်တာကြီးလဲကျွန်တော်စိတ်ဝင်စားတော့ဘောင်ဘလို့ထင်တယ်ကျွန်တော်တိအောင်ပြောပြတယ်ပြည်သူတွေတိအောင်ဟုတ်ပြီနော်မပြောမယုံဘူးဆိုရင်စောင့်ကြည့်ပေါ့ကျွန်တော်ဒီနေ့ပြောတဲ့ဟာတွေဟုတ်လားနော်တကယ်ကိုကိုကိုဟိုပြင်ဆင်ထားပြည်သူတွေနေနဲ့နော်ကိုအသက်ရှင်ကိုစားဖို့တောက်ဖို့နော်ပို့လုံဖို့အဲ့ဟာတွေကိုပြင်ဆင်ထားဖို့လိုတယ်အသက်ညံဆောင်ဆိုတဲ့လူမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူးသူဖြည်းဖြည်းဖြည်းကြာလာမှာအောင်မှုဆိုတာမှမမြင်လမ်းမမြင်ပဲကျွန်တော်ထဲပြောမယ်တော်လိုင်းအောင်မှာလားလို့ကျွန်တော်ကိုမေးဘယ်သူလာမေးမှာတော့နော်ဒီပုံစံတိုင်းဆိုရင်ပြောတာနော်ဒီပုံစံတိုင်းမအောင်နိုင်ဘူး မအောင်နိုင်ဘူးဒီလိုပဲခုနေတဲ့စစ်ပွဲဖြစ်တယ်မင်းအောင်လိုက်တတ်တာ100ဒေးမလား200ဒေးမလားဘာမှမဖြစ်ဘူးလေမင်းအောင်လိုက်ဆွဲနေလူတွေအများကြီးရနေတာဟုတ်ဟုတ်လားကျွန်တော်ပြောတာတော်လိုင်းဘတ်တော်သားတွေလည်းကြတာပါပဲပြောမယ်ဆိုရင်ခုမြန်မာနိုင်ငံသားတွေချိန်ငါတဲ့ဟိုချင်းချင်းပဲကျွန်တော်နိုင်ငံကြီးကဘလို့လဲမသိဘူးပေါ့နော်ဟိုစစ်တွေပဲကျွန်တော်ပြောလို့ချိန်ငါတဲ့ KSS လက်ရှိတိနောက်လည်းဆက်ဖြစ်နေအောင်ပါပဲနော်တကယ်ကြီးဖြစ်နေအောင်ပါဘလို့လဲမသိဘူးကျွန်တော်နိုင်ငံကြီးကတကယ် ်ချိန်သာနဲ့နေတယ်လားအောင်မရတယ်ပေါ့နော်အဲ့လိုတွေဘာလို့ဖြစ်တာလဲလို့သုံးသပ်ပြရမယ်ဆိုရင်ဒီခေါင်းဆောင်နဲ့စောက်ပုံမလားခေါင်းဆောင်တယောက်တည်းမဟုတ်အကုန်လုံးအကုန်လုံးဘယ်အဖွဲ့စီဘယ်လက်နက်ကန်ဘယ်တိုင်းရင်သားဘယ်ပမာဏနဲ့အကုန်လုံးကစောက်ပုံမလားအဲ့ခေါင်းဆောင်တွေကစောက်ပုံမလားလို့ခေါင်းဆောင်တွေကစောက်ပုံတိုင်းခုကျွန်တော်ပြောတာရှင်းရလေ NUG ရဲ့ AA ရဲ့ KI ရဲ့ဟို KNU ရဲ့အမခေါင်းဆောင်၄ဦးအဓိက main ၄ယောက်ကနေ ပြောလိုက်မယ်ဆိုကြံတဲ့ဟာပြည်သူတရားလုံးကအစားပါလာမှာကတ်လိုက်လာမှာပဲကျွန်တော်ပြောတာခေါင်းကြီးပဲကိုယူမလဲနောက်ကအတော်ရဲကတ်လိုက်နေဟုတ်လားအဲခေါင်းဆောင်နေရအဓိက main နေဘဝူဝါရတွေလုံနေတော့အောက်ကလူတွေသွေးသွားတွေဖြစ်နေရောပေါ့ဟုတ်လားကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ကဟိုလမ်းတော့ရှောင်နေတယ်ဟိုဟိလေတသိပင်လေတဲ့ကနေသွားနေတယ်လို့ပဲဟုတ်လားဘာမှကျွန်တော်တို့ဟိုလမ်းပြတဲ့ကလိဟိုကရိယာလည်းမပါဘူးလေမပါတဲ့အခါကျတော့ ကျွန်တော်လှော်တာလှော်နေရတာကမ်းမမြင်လမ်းမမြင်ဘယ်ကန်းဆိုင်လို့ဘယ်ဦးတီလို့ပါမြေပေါ်မြုံးလမ်းပေါ့ဘာမှလမ်းပြဟာလည်းမပါတော့ဘူးဟုတ်လားသင်းမောလို့မဟုတ်ဘူးအဲ့ဒါကြောင့်ကမ်းမမြင်လမ်းမမြင်ပြင်ကျွန်တော်လမ်းရှောင်နေတယ်ဘယ်ပန်းနိုင်ရအောင်ကျွန်တော်တို့အောင်မြင်တာလဲဘာမှကျွန်တော်တို့တာဂတ် goal တော့မရှိဘူးလေမရှိတဲ့အတွက်ခုလိုကြာညောင်းနေအောင်ပါပဲနော်မင်းအောင်လိုင်းလည်းဘာမှမဖြစ်ဘူးဒီတိုင်းကြီးပဲသွားမှာသူ့ကိုလည်းကျွန်တော်ရဲရဲဝံသုံးသပ်ပြလိုက်မင်းအောင်လိုင်းရှုံးမှလားလို့မမြင်မရှုံးဘူးမရှုံးဘူး ဘာလို့မလျှောက်မှုလို့ပြောသူ့မှာနောက်ကန်ဘက်ကောင်အင်အားတွေတရုတ်လိုရုရှားလိုရှိတယ်နောက်တစ်ခုကသူ့မှာလက်နက်အင်အားအပြည့်စုံရှိတယ်နော်လေရင်နေနဲ့သူ့တကယ်တမ်း၃ညံပါတိထပ်ပြည်သူတွေမကြည့်ဘူးဆိုရင်လေပုံပုံညံ့ညံ့ကြည့်အောင်စော်သွားလို့ရတယ်သူမသေးခင်တဲ့အချိန်မှာပေါ့နော်မင်းအောင်လိုက်အနေနဲ့တခြားသောဒုံးကြီးတွေ heavy တွေစည်ရင်းပြမှာပြတယ်လို့မျိုးဟာကြီးတွေတွေ့လားအေး AI တွေမတုံးသေးဘူးအကယ်၍သူမနိုင်တော့နောက်ပဲတော့ဂျင်းတဲ့ကြတဲ့ရအောင်စော်မှာတော့မှာပဲနော်မယုံမရှိနဲ့အဲ့တော့မင်းအောင်လိုက်နိုင်ဖို့ဆိုတာဟို မဖြစ်နိုင်တယ်လို့တော်လန်ရဲ့နိုင်မှုဆိုတာလည်းမဖြစ်ဒီတိုင်းကြီးပဲဟောနေအောင်ပါပဲအဲ့တော့ဘာဖြစ်မှာလဲနိုင်ငံတိတဆင်းရဲ့နာမငတ်မောင်ခေါင်းမသေးလားကျွန်တော်ပြောတာလကားပြောနေမှာမဟုတ်ဘူးတမိုင်းထောက်ထားရကြည့်မယ်ကျွန်တော်တို့ပထမကဘာစင်ဒီဒုတိယကဘာစင်မှာတန်ပေါင်းများစွာအငတ်ပေးဆိုင်ပြီးသေးတာဒီကြည်တန်တိပုံးထိပြီးသေးတာမဟုတ်ဘဲနဲ့စာဝတ်နေရတော့အခက်ခဲဖြစ်ပြီးတော့ငတ်ပြီးတော့သေးတာအဲ့လိုမျိုးတွေအများကြီးရှိခဲ့တယ်ခုလည်းပဲကျွန်တော်လွန်ခဲ့တဲ့အရင်ကတည်းကပြောပါရဲခုဆိုရင်လည်းကြည်ပါလားအငတ်တွေစိုက်နေပြီပဲတချို့တနာတွေကောင်းလိုက်တာနော် တကယ်တမ်းကြလဲအေးတာပဲငါနဲ့မဆိုင်ဘူးဆိုတဲ့လူတွေပဲစိတ်ချမ်းသာတယ်ဟုတ်လားဟိုသူတို့ဘာဆိုင်အပူပင်တော့ကင်းနဲ့တော်တရာနဲ့အမ်ညီမပြေကဟိုဖက်ကွက်စားတတိုင်နဲ့ဖင်လောက်တတိုင်ရဲ့ငါနဲ့မဆိုင်ဘူးဆိုတဲ့တတိုင်ရဲ့ပဲအေးရောကလေးလေးတွေနဲ့သူတို့ဘာမှမသိဘူးလေပူပဲကင်းတယ်ကြံတဲ့လူတွေကတော့ပေါ်မှပဲဖြစ်သေးတော်လိုင်းဖွဲ့ပဲဖြစ်သေးနေစဉ်အပူမင်းနော်အဲဒါကြောင့်ပြင်ဆင်ထားပါလို့ဤသူတွေအနေနဲ့စေတနာနဲ့ကျွန်တော်အကြံပြုတယ်ပေါ့နော် ဟိုပို့ဆို့လာမှာကျွန်တော်တို့နှစ်ပေါင်းများစွာရင်ဆိုင်ရမှာဒါတသက်လုံးမသိမသိရင်ဆိုင်ရမှာလို့ပြောရနေပဲညီကုန်းချုပ်ချင်ပါတယ်ဒီလောက်ပဲ